ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook Page နဲ့ပြန်လည်ကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အတင်းရဒီယာဒီမှာတော့အဆိုရသောယာဒီတစ်ခုကိုပိုင်ဆိုင်ခဲ့ရတယ်။ UEFA Final မှာလည်းကျွန်တော်တို့အတင်းရအရှုံးခဲ့ရတယ်။ဆိုတော့ဒါတွေကဟိုပြီးခဲ့သွားပြီဗျာ။အတိတ်ကအတိတ်မှာပဲရှင်းစင်းတော့ရယ်ဆိုတော့လာမယ့်နှစ်တွေမှာအတင်းအနေနဲ့အကောင်းဆုံးကမ်းဘက်လာနိုင်ဖို့ရပါပဲကျွန်တော်တို့မျှော်လင့်လို့ရတော့တယ်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ညီကိုတွေနဲ့တူတူအတင်းရဲ့ ကွင်းလေပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုရင်းနဲ့အတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒါ Manchester United တင်ရဲ့ကွင်းလေပိုင်းအကြောင်းကိုစဉ်းစားနေတာလည်းကြားပြီးပြ။အဲ့တော့ကျွန်တော် Manchester United တင်ရဲ့ဒီဟာဒီကွင်းလေအခြေအနေကိုကြည့်ရဆိုရင်ကြောလေဒါစိုးစိုးရွားရွားဖြစ်နေတယ်။အဓိကကဒီ Jurel ဘိုင်းမှာရော position အပိုင်းမှာရောပြီးတော့ဒီ Pepper Action ဘိုင်းမှာရောကျွန်တော်အသင်းရဲ့တခြား Premier League အသင်းရဲ့ကွင်းလေတွေထက်အားနည်းနေတာမျိုးကိုတွေ့ရတယ်။ပြီးတော့ဒီရာဒီကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရဲ့ကွင်းလေကစားသမားတွေကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီမေဆွန်မောင့်ဘရူနိုဖာနန်ဒက်ရှိတယ်ပြီးတော့ကက်ဆီမီရို အရီစင်ခရစ်စတန်အရီစင်မနီယိုဦးကားတေးတခါလေကျွန်တော်တို့ဒီဒိုဗီကိုလီယာကိုသုံးတယ်ကိုဘီမိန်နူဆိုတော့ကစားမ9ယောက်လောက်ထီတော့ရှိတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အသင်းရဲ့ခွင့်နဲ့ကစားမတွေတဲကိုကြည့်မယ်ဆိုရင်ဘရူနိုဖာနန်ဒက်လောက်ပဲဒီလက်ခံနိုင်လောက်တဲ့ခြေစွမ်းကိုပြနေရလို့ပဲပြောလို့ရတယ်ဆိုတော့ဘရူနိုဖာနန်ဒက်တောင်မှတာနေပြအပြောင်းလဲတွေကြားမှာရောပြီးတော့ဒီ သင်းရဲ့ဒီ structure ပေါ်မှာဘူတည်ပြီးတော့ဟိုနေရာ single line ဒီနေရာတက်ကစား line နဲ့ခြေစမ်းမမှန်ဘူးလို့ပြောလို့ရတယ်။ဆိုတော့ကျွန်တော် Manchester United သင်းရဲ့ကွင်းလယ်ကဒါတော်တော်ကြီးကိုအားနေတယ်ပြုပြင်ပြောင်းလဲမှလည်းရတော့မယ်။ပြီးတော့ဗျာကျွန်တော်ဒီကျွန်တော် Manchester United သင်းရဲ့ကွင်းလယ်အားပြင်းမှုတွေကမလုပ်ခဲ့ရလားလို့ပြန်ကြည့်မယ်ဆိုရင်ကျတော့လေကျွန်တော်ဒီ Ferguson လက်ထက်အနားယူတဲ့နောက်ပိုင်းထိတော့ပြန်မသွားကြတော့ဗျာ။ပြီးခဲ့တဲ့နောက်ဆုံး900ဒီအတွင်းကိုကြည့်မယ်ဆိုရင်တော့မှကျွန်တော်တို့သင်းရလုံလောက်တဲ့ကွင်းလယ်ခေါ်ယူမှုတွေကိုတော့လုပ်ခဲ့လို့ပြောလို့ရတယ်။ ဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ငဟာစီမှာဆိုရင်လည်းကျွန်တော်တို့ဒီနိဗျအခြေအနေကိုကြည့်မယ်ဆိုရင်လည်းနိဗျဒါရူဘင်အာမိုရင်းရောအပါဝင်ဆိုရင်ကျွန်တော်နိဗျ၃အောင်ရှိရလို့ပြောလို့ရတယ်။ဆိုတော့ထားပါတော့ဒါရူဘင်အာမိုရင်းရဲ့လက်အောက်မှာတော့ဒါမေဖီဆိုင်းကြီးတွေတယောက်မှမလို့ရသေးဘူး။ဆိုတော့ကျွန်တော်တို့ဒီဆိုချာရဲ့လက်ထက်နဲ့အရစ်တန်ရဲ့လက်အောက်ကဗျာဒီကွင်းလေကနမခေါ်ယူမှုအပိုင်းတွေကိုတော့ကြည့်မယ်။ဆိုတော့အဲ့ကွင်းလေခေါ်ယူမှုအပိုင်းတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်ဘာကိုတော့တွေ့လဲဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဲ့ဒီကလပ်ကိုပါဗျာအဲ့ မဖီဆိုင်ကြီးတွေကိုကြည့်မယ်ဆိုရင်ဒါအရှင်မဲ့နေတာကိုတွေ့ရတယ်ဟိုရရှိပလန်အတွက်လည်းမရှိသလိုဘာအတွက်လဲဒီကစားသမားတွေကိုခေါ်ရဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါစဉ်းစားလို့တော့မရအောင်ဆိုတော့ဒီဆိုရှယ်ရဲ့တအောက်ကိုသွားကြည့်မယ်ဆိုရင်ဆိုရှယ်ကဒီဖရက်ကိုခေါ်ခဲ့တယ်ဘရူနိုဖာနာဒက်ကိုခေါ်ခဲ့တယ်ဘန်ဒီဗီကိုခေါ်ခဲ့တယ်ဆိုတော့ဒီသုံးအောက်ကိုကြည့်မယ်ဆိုရင်လည်းဗျဘန်ဒီဗီရဲ့ပူတဲ့ profile နဲ့ social ရဲ့ကစားကွက်အရာဆိုရင်ကျွန်တော်တို့ခေါ်ကြတာတော့မလိုခဲ့ဘူးဗျာဟိုအမှန်တမ်းပြောရင်ကျွန်တော်တို့က ဒီ social ရဲ့ကစားပုံကိုကျွန်တော်တို့လည်းသိရဲဒါညီကိုရအားလုံးနဲ့သိပြီးသားမှာ social က transition play ရဲ့ဒီကောင်းတာအတက်ကိုပဲပို့ပြီးဦးစားပေးတဲ့အချိန်မှာ benefit ကလုံးဝမပလို့ဒါပေမဲ့ဒီ fret ကိုခေါ်ခဲ့တဲ့အားဒါမှန်တယ်လို့ပြောလို့ရပြီမဲ့ fret ကလည်းဒါ destroyer only တည်တဲ့လို့ပဲကျွန်တော်ကတော့မြင်တယ်ဗျာဒီပြောချင်တာ progressive bazaar မှာအားနည်းတဲ့သူဖြစ်တဲ့ဆိုတော့နောက်နေ့ပြလာတဲ့အခါကျရင်အဆင်မပြေနိုင်ဘူးရများတယ်ဆိုတော့ကျွန်တော်ဒီမှာ social ကဒါတံပြန်တိုက်စစ်တွေကြီးပဲသွားနေလို့ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တို့ကဒါ irritant ကိုခန့်ခဲ့တယ်ဆိုတော့ irritant ရဲ့ social ရဲ့ profile ကိုပြန်သွားကြည့်ရင်ကျတော့လေသူတို့မြောက်ကလုံးဝ ချနာတယ်ဆိုတော့ Eric Ten Hag ကကျတော့လုံးဝ heavy position ဘေးကိုသွားတယ် heavy position နဲ့ play နဲ့ agent မှာအောင်မြင်ခဲ့တယ်သူကိုကျွန်တော်တို့ Manchester United တင်ခေါ်ခဲ့တဲ့ရည်ရွယ်ချက်ကျတော့လေကျွန်တော်တို့အသင်းကိုဒါကောင်းမွန်တဲ့ result တွေကိုလည်းယူယူပေးနိုင်ရမယ်လှပတဲ့ကစားဟန်နဲ့လည်းဘေးသက်တွေကိုဖျော်ဖြေပေးနိုင်ရမယ်ဆိုတော့ဒါမျိုးကစားခွက်ကိုတိဆောက်ပေးဖို့ရတဲ့ Eric Ten Hag ကိုခေါ်ခဲ့တယ်ဆိုတော့ Eric Ten Hag ရဲ့လက်အောက်ကစိုင်းကြီးတွေကိုတစ်ချက်သွားကြည့်မယ်ဆိုရင်ကျတော့ကျွန်တော်တို့ဒီ ဟိုမနီယယ်ဥကားလေးရှိတယ်ကက်စမီရိုးရှိတယ်ပြီးတော့ဒါအနားနဲ့လာတဲ့ဆိုဖီယာအဗရာဘက်ရှိတယ်ဆာဗေဆာရှိတယ်မစ်ဆွန်မောင်ရှိတယ်ခရစ်စတန်အဲရစ်ရှိတယ်ဆိုဒီကစားသမားတွေကိုကြည့်မယ်ဆိုရင်လည်းဗျာဒီကျွန်တော်ဒီအထူးသဖြင့်ဗျာ defensive media တွေကိုကြည့်မယ်ဆိုရင် မနီယူဂါဒင်းရဲ့ကက်စမီရိုရဲ့ဆိုဖီယာအမရာဘက်ရှိရဒါဒီကောင်းတွေအကုန်လုံးကလည်းလုံးဝဒစ်စထရိုင်ယာတီးတန့်နေပြဆိုတော့ဒီဒစ်စထရိုင်ယာတီးတန့်နေတဲ့အသင်းကဘလို့မှဒီပိုဇီရှင်ပလေးသွားလို့မရတာပိုဇီရှင်ဘစ်တယ်လို့မရတာဟုတ်သိရတဲ့တဲ့ဟိုဘာလို့အဲ့လိုမျိုးဆိုင်းကြီးတွေကိုလုံးခဲ့လဲဆိုတော့ကျွန်တော်နားမလဲဘူးဆိုတော့အဲ့ဟိုခရစ်စတန်အဲရီဆင်တို့ဒီကက်စမီရိုလို့ခေါ်တာတော့ဟိုမှန်ကန်တဲ့ခေါ်ယူမှုဆိုတော့အထက်ပြဒီရေတို့အတွက်ပဲ ဟိုမှန်ကန်တဲ့ profile တော့ဖြစ်ပေမဲ့ရေတို့အတွက်ပဲစဉ်းစားပြီးခေါ်ခဲ့တဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ဒီ position ပေးရဘယ်လိုမှအဆင်မပြေတော့ဒီသံသမားတွေကဆိုတော့ဗျအတင်းရဒီ editor ရဲ့လက်အောက်မှာ mefi sign key ကိုကြည့်မယ်ဆိုရင်လည်းဟိုသွားနေတဲ့ identity ကတခုခေါ်လိုက်တဲ့ profile တွေကတခုပုံစံမျိုးဖြစ်နေတယ်လုံးဝကိုဒါလိုက်ရှင်မဲ့နေတယ်ဟိုတချို့ကသံသမားတွေကျတော့ profile ရ quality ဖြစ်ပေမဲ့ဒါရေတို့အတွက်ပဲကြည့်ရှုရတယ်ရေရှိ plan မရှိဘူးတချို့ကသံသမားတွေကတော့ကျွန်တော်တို့ခေါ်လို့လွယ်လို့ခေါ်ခဲ့လို့ပဲကျွန်တော်တို့မြင်နေဗျာပြောချင်တာက ဒီဆိုရင်အမရာဘက်ဆိုရင်လည်းကျွန်တော်တို့အငားရအငားရတယ်ဒီဆာဖေစာဆိုရင်လည်းကျွန်တော်တို့ဒီတရားစီအငားရတယ်ပြီးတော့ဒီမန်နီရဲ့ဥကားတေးကိုကျတော့တကယ်တမ်းကျကျွန်တော်အသိရဂျောင်းနာဘက်ကိုလိုက်တယ်ဗျဂျောင်းနာဘက်ကိုကျတော့ဒီ PSG ရကြပြီးတော့ PSG မှာမတုံးတော့လဲမန်နီရဲ့ဥကားတေးကိုကျတော့ကျွန်တော်စီကိုရောက်တယ်ဆိုတော့ဘာပဲနေနေပါကျွန်တော်တို့ကဒီ defensive midfielder တွေက destroyer အသီးသန့်ပဲ ဟိုအာတန်တဲ့အတွက် position pay ကိုသွားလို့မရဘူးဗျာ position pay ကိုသွားလို့မရဘူးအဲ့ဒါလက်ရှိဒါမန်ဒီယိုဥကားလေးတို့ရင်ဆိုင်နေရတဲ့ပြဿနာလည်းဖြစ်တယ်သူကက်စီဆိုရင်လည်း industry ကအားနေလာတယ်ဆိုတော့ကျွန်တော်တို့ရဲ့ mifin ဆိုင်ကြီးတွေကအများဆုံးအချိန်မဲ့ဆိုရင် hybrid ဆိုင်ကြီးတွေဖြစ်နေတယ်ဆိုတော့ဒီယာဒီမှာဆိုရင်ဒါလူပဲအာမိုရင်းရဲ့လက်ထက်မှာ mifin ဆိုင်ကြီးကလုံးမရပဲဆိုတော့ဗျာဒီ rubin armorin ကိုကြည့်မယ်ဆိုရင်လည်း rubin armorin နဲ့ eridan ရဲ့ philosophy ကလာတူရဲ့လို့ထင်ပေမဲ့တော်တော်ကြီးခွဲရတော့ဘလားလို့ဒါ position B ကိုသွားရဆိုပေမဲ့လည်း Real Amorin ကကျတော့အဲ့လိုကြီးအမြင်တမ်းကြီး position B ကိုသွားနေရမှာမဟုတ်သူရဲ့ဒီ sporting တော့ system ကိုကြည့်မယ်ဆိုရင် तू ကလုံးဝဟို vertical system ဖြစ်တယ် vertical ကိုပဲအဓိကသွားတဲ့နည်းပြဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသင်းရဒီရာဒီမဖီဆိုင်ကြီးကအ ਨੇ ဆုံးတော့မလုံးနိုင်ဘူးဆိုရင်တော့မှနှစ်နေရာလောက်တော့လုံးရတော့မယ်ကျွန်တော် personally ရဆိုရင်ကျွန်တော်သုံးနေရာလောက်လုံးစီခြင်းတယ်ဒါတောင်မှဒါ Bruno မထွက်မှာနော် Bruno ရောထွက်မယ်ဆိုရင်ကျွန်တော်မဖီဆိုင်ကြီးကို၄နေရာလောက်ကြီးကိုကျွန်တော်လုံးစီခြင်းတာဆိုတော့ထားပါတော့ကျွန်တော်ဒီမှာမဖီဆိုင်ကြီးတဲ့အ ਨੇ ဆုံး၂ယောက်ခေါ်ရမယ့်အချိန်မှာကျွန်တော်တို့အသင်းရ ဒါအန်ကာမန်ကအဓိကလုံးနေပြ defensive midfielder မှာ destroyer တရားရာဂိုင်တော့ပေးနေတဲ့ကစားသမားမျိုးကျွန်တော်မလို့ကျွန်တော်ဘာလို့ဆိုတော့ဒီ defensive midfielder က defensive midfielder တော့မှန်တယ်ဒါပေမဲ့ तू ကဒီ knockdown မှာကစားရတာမဟုတ်ဘူးဗျဒီ center back ကစားသမား၃ယောက်ရဲ့နောက်မှာ city dot line ပြီးတော့ ဟိုလာရမြောက်ကိုဖြည့်ရှင်းရတယ်ဒါပြီးတော့ဒီအသင်းကြီးရဲ့ဒီ beta fee မှာလည်းပါဝင်ပတ်သက်ရတယ်တဲ့သူက progressive factor လည်းကောင်းဖို့ရလို့တယ်ပြောမယ်ဆိုရင် anchorman လို့နေရကျွန်တော် Manchester United တင်ရဒီ Michael Gaye ထွက်သွားပြီးတဲ့နောက်ပိုင်းမှာလည်းကွာအဲ့ anchorman role အတွက်ကောင်းကောင်းမဖြစ်နိုင်တာကိုတွေ့ရတယ်ဆိုတော့ဒီ profile အရာဆိုရင် anchorman လို့ပဲခေါ်ပါဗျာကျွန်တော်တို့ဒီ DMB player ပဲဖြစ်ဖြစ်ဖြစ်နိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ကျွန်တော်ကတော့ဒီလာမယ့်နေ့မေဖီဆိုင်းကြီးမှာ destroyer တီးတန့်ကစားသမားဆိုတော့တဲ့ဗျ destroyer ဘိုင်းကိုလည်းဒါဒီ defensive ဘိုင်းကိုလည်း90ရာခိုင်နှုန်းတော့ကောင်းတယ်ဒီ progressive bazaar အပိုင်းကိုလည်း progressive bazaar လား progressive ကောင်းကောင်းလုပ်ပြီးနိုင်တဲ့ကမ္ဘာမျိုးကိုပို့ပြီးတော့ရောက်စေချင်တယ်ဆိုတော့ဒါက mifi တနေရာအတွက်ပေါ့ဗျာဆိုတော့ဒီ ruin armor ရဲ့လက်အောက်မှာ mifi နှစ်နေရာရှိရဲ့နောက်တနေရာအတွက်ကိုတော့ကျွန်တော်ကတော့ဒီ energy နဲ့ transition ကောင်းတဲ့ကမ္ဘာကိုလိုချင်တယ်ဟိုအဲ့ profile ကိုအဲ့ profile မျိုးကိုလိုချင်တယ်ဗျာဟိုပြောချင်တာကအဲ့ကမ္ဘာကနောက်တန်းနဲ့ ဒီရှည်တန်းတဲ့အားမှာချိတ်ဆက်ပေးရတဲ့ကစားမဖြစ်မဲ့သူ့ရဲ့တောင်းရဆိုတော့ energy ကောင်းဖို့ရလိုတယ်ပြောချင်တာလိုရရင်ကိုသိင်းရဲ့ဘောက်ကိုလည်းပြေးသွားဖို့လိုသလိုတစ်ဖက်သိင်းရဲ့ဘောက်ထဲကိုလည်းဝင်ပြေးဖို့ရလိုတယ်ဆိုတော့ဒီကစားမကိုကျွန်တော်ဒီဘောက်တူဘောက်မီဖီလာလို့လည်းပြောလို့ရတယ်ဆိုတော့ lavender မီဖီမှာဆိုရင်ဗျာဘယ်လိုကွင်းလေကစားသမားကိုပဲခေါ်ဖို့အဲ့ profile နှစ်ခုမှာတော့တစ်ခုနဲ့ကတော့ဟိုကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်နေရလိမ့်မယ်ဆိုတော့အဲ့ profile နဲ့ကိုက်တဲ့ကစားသမားတွေခေါ်ဖို့ရလိုတယ်ကျွန်တော်တို့ဒါ rubin amorin ကိုဒါရေရှည်ပလန်အတွက်ခေါ်ခဲ့ရလားမခေါ်ခဲ့ဘူးလားဆိုတာက သူဒီ point ယူပေးနိုင်တဲ့ပုံမှာလည်းမူတည်တဲ့အတွက်ဟိုနောက်တစ်ခါ Ruben Amorim ထွက်သွားတဲ့အခါကျရင်ဒီခွေးလက်ကသမားတွေကသုံးများတဲ့ပုံစံမျိုးထပ်ပြီးတော့မဖြစ်စေချင်တော့ဘူးဆိုတော့ဒီပြီးခဲ့တဲ့9နှစ်တွင်းမှာတော့မှဒါ Mephi Sainz ကလုံလုံလောက်လောက်လုံးခဲ့ပြီးမဲ့လက်ရှိချိန်ထိသင်ရဒီ Mephi impact ကမပြားသေးဘူးဆိုတော့ဒီ Mephi Sainz ကတော့အရန်ရေးကြည့်ရဲကျွန်တော် Barcelona အရာဆိုရင်တယောက်ကတော့ဒီ Mephi ဒါနှစ်ယောက်မှာဆိုရင်တယောက်က Anchorman ဖြစ်ရမယ်တယောက်ကဒီ Central Midfielder အောက်မှာ Energy Plus နဲ့ဒီ Transition ကောင်းတဲ့ကသမားမျိုးကိုကျွန်တော်ကလိုချင်တယ်ဆိုတော့ကျွန်တော်တို့ဒီနှစ်ပိုင်းတွေမှာဒါ Mephi ကိုလစ်လျူရှုခဲ့ရတယ်လေ များပါပြီကျွန်တော်ပိတ်သက်တွေရဲ့အမြင်ဆိုရင်လည်းကျွန်တော်ကိုယ်တိုင်လည်းဟိုရှေ့ရကိုမရအောင်ဆိုရင်ရှေ့တန်းကိုပဲပို့ပြီးတော့မြင်တယ်နောက်တန်းကကိုပေးရတယ်ဆိုရင်လည်းနောက်တန်းနဲ့ကိုစမကိုပဲပို့မြင်တယ်ဒါမဲ့ဗျာဒီအသင်းတစ်သင်းမှာဒီဘဲလန်ရောဒီအသင်းရဲ့တန်ဖိုးကွန်ထရိုးကိုရောအကောင်းကောင်းဆုံးလုပ်ပေးနိုင်တာကဒီမစ်ဖီးပဲရှိတယ်။အသင်းအနေနဲ့ဒီကောင်းမွန်တဲ့ဘဲလန်တစ်ခုကိုရကျင်နေဆိုရင်တော့ကျွန်တော်တို့ကဒီမစ်ဖီးကအရေးကြီးတယ်။ကျွန်တော်ခုနောက်ပိုင်းနှစ်တွေမှာဒါဘရာဇာလို့လည်းမြင်ပါပါကျွန်တော်အသင်းကဘဲအသင်းနဲ့ပဲတွေ့တွေ့ပရီးမီးယားလိအသင်းဘဲအသင်းနဲ့ပဲတွေ့တွေ့ဒီကွင်းလယ်ကဟို တပန်းရှုံးနေတာမျိုးရဲအမြဲအမြဲတမ်းတွေ့ရတယ်ဆိုတော့ဒီနေရာကိုတော့ပို့ပြီးတော့ပြူးဆိုက်ပြီးတော့ပြေးသိချင်းတယ်လက်ရှိချိန်မှာဆိုရင်ဒါမေဖီဆိုင်းရေးအတွက်ကစားသမားတွေအရင်ကြီးနာမည်ထွက်မလာတာကိုလည်းကျွန်တော်သဘောမကျဘူးဗျဟိုမေဖီအတွက်ကိုပဲကျွန်တော်ပို့ပြီးတော့ဦးစားပေးသိချင်းတယ်မှန်ကန်တဲ့ခေါ်ယူမှုမှန်ကန်တဲ့ profile မျိုးရသိချင်းတယ်အန်ကာမန်တို့ဒီဘောက်တူပေါင်မေဖီနာတို့ဆိုတာကဗျာဟိုဒီလိုပဲအပေါ်ရင်ထွက်တော့နောက်နီးပြလာရင်တော့မှဒါနီးပြတိုင်းကအသုံးတည့်မဲ့ကစားသမားမျိုးတွေဆိုတော့အတင်းအတွက်ရေရှည်ပလန်ကိုကြည့်ပြီးတော့မေဖီဆိုင်းကြီးကိုကောင်းကောင်းကြီးလုံးတဲ့အချိန်လိုပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ လက်ရှိချိန်မှာကလည်းဒါကိုဗစ်မိနူးကလည်းဒါအားနဲ့နေတယ်ဆိုတော့မန်နေဂျာဥကာတိကလည်းလုံးဝကြီးမရအောင်သူ hybrid player ရှိမှာ hybrid player ပုံစံမျိုးဖြစ်နေတယ်။ဆိုတော့ကျွန်တော်တို့အသင်း hybrid player စိုင်းကြီးတွေကို store တင်ပြီးဆိုတော့ဒီကစားသမားတွေကိုတော့ဟိုဈေးကောင်းရရင်လည်းပြန်ရအောင်ပေါ့ဗျာ။ဈေးကောင်းမရဘူးဆိုရင်ကျတော့လေခုနလို quality ပြည့်တဲ့ကစားသမား2ယောက်လောက်သာကျွန်တော်တို့ခွန်နိုင်မယ်ဆိုရင်ဒီကစားသမားတွေကို rotation အနေနဲ့သွားလို့ရသလိုဒီ covid menu နဲ့ဒီ menu ရဲ့ ugarte ရဲ့ wiring ကိုလည်းဟိုဒီဒီ ability ကိုလည်းပို့ပြီးတော့ထွက်လာနိုင်တာမျိုးလည်းဖြစ်လာနိုင်တဲ့အတွက်ဈေးကောင်းရရင်တော့ရအောင်ဈေးကောင်းမရဘူးဆိုရင်ကျတော့လေဒီအသင်းမှာ rotation player အနေနဲ့ထားတဲ့အဆင်ပြေသေးရဲ့ဒါပေမဲ့ကက်စမီရိုတို့ christian erison တို့ကတော့ ကျွန်တော်ကတော့ထွက်သင့်ပြီလို့ပဲဟိုထွက်သင့်ပြီရောင်းသင့်ပြီလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါကဒီနှစ်ပိုင်းနေမှာပဲကျွန်တော် Manchester United တင် Mifi Signing နဲ့ပတ်သက်ပြီးတော့ဟို profile ရာကောင်းကောင်းကြီးမရွေးချယ်ခဲ့တာတွေကကျွန်တော်အတင်းကြာချောင်းနေတဲ့အကြောင်းရင်းတွေမှာလည်းပါတယ်ခုနလိုဒီ Michael Carrick retire နောက်ပိုင်းကွင်းလည်းကောင်းကောင်းမဖြစ်နိုင်တဲ့အားနေချက်ကကျွန်တော် Manchester United တင်ရုံးခံနေရတဲ့အားနေချက်တွေကဒါအရေးကြီးဆုံးအချက်လည်းဖြစ်တယ်ဆိုတော့ညီကိုရဲ့အမြင်ရောဘယ်လိုရှိလဲဗျာ United အတင်းရဲ့ကွင်းလည်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောချင်တာဘယ်ကစားသမားကိုခေါ်ပါလို့ပြီးတော့ကျွန်တော်ပြောချင်တာဘယ်ကစားသမားကိုပဲခေါ်ခေါ်ဒီ profile နဲ့ ကြိုက်ဒီ profile နေနဲ့ကွက်တိကြတဲ့ဟိုကစားသမားဆိုရင်အဆင်ပြေရဲ့ United ညီကိုတွေရောဗျာဒီ profile နဲ့ကစားသမားတွေကိုဘယ်သူတွေကိုမြင်မိလဲ United တို့ Mifi signing ဆိုရင်ဘယ်ကစားသမားတွေကိုလိုချင်လဲဆိုတာတွေကိုကျွန်တော်ရဲ့ဒီလိုဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်ဒီ Armory ရဲ့လက်အောက်မှာတော့ဒီ Queen နဲ့အတွက်လူဖြစ်တယ်ဆိုရင်အနာဂတ်တွေပါရည်ရွယ်ပြီးတော့ဘယ်လို identity နဲ့သွားမယ်ဆိုတဲ့အတွက်ပါရည်ရွယ်ပြီးတော့လူဖြစ်ရမျိုးပဲဖြစ်စေချင်တယ်ဆိုတော့ဒါကျွန်တော်ရဲ့အမြင်လေးကိုညီကိုဝင်နဲ့ဒီလိုဆွေးနွေးသုံးသပ်ပေးခဲ့တာပါ ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်းနေတတ်တယ်ဆိုရင် Like and Subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်